ရာမင်္ဂလာပါရှင်မင်္ဂလာပါသမီးဟုတ်ကဲ့ပါဆရာဒီကနေ့မှာတော့ပြိသက်တော့ပေါ့နော်ဘလို့အကြောင်းရနဲ့အတွေးခေါ်တွေကိုဆရာကမျှဝေပြီးသွားမလဲဆိုတာကိုသိချင်ပါတယ်ဆရာရှင်သမီးလူတိုင်းလူတိုင်းရတော့လေနေ့စဉ်ဘဝကြီးကိုဖြတ်တန်းတဲ့အခါမှာနော်ဒီဝေးရှာတယ်ဆိုရက်အချက်ကတော့ဘဝမှာပါနေပါလေနော်ဒါကြောင့်လဲဆိုတော့ဝေးဟာအရာရာကိုပြည့်စုံအောင် လုပ်မပေးနိုင်ပေမဲ့ဝေးမရှိရလည်းမဖြစ်ဘူးလေအဲ့တော့ဝေးရှာကြတယ် တော့ဆရာရဲ့သမားနှစ်ပတ်ရှိပါဝေတီးကလွတ်မြောက်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုဆွေးနွေးခဲ့ပါတယ်နော်အဲ့တော့ဝေတီးကလွတ်မြောက်တယ်ဆိုတာဘာလဲဝေတီးနဲ့ပတ်သက်လို့ပူပင်နေစရာမလိုတဲ့ဘဝပေါ့နော်ဝေတီးနဲ့ပတ်သက်ပြီးနေစဉ်နေစဉ်ပူပင်ရတဲ့ဘဝလေးလွတ်သွားအောင်ဘာလုပ်မလဲဆိုတော့အချက်နဲ့ချက်ဆရာနှစ်ပတ်ဆွေးနွေးခဲ့ပါတယ်ဒီနေ့လည်းဒါနဲ့ပတ်သက်လို့ပဲဆက်ပြီးဆွေးနွေးမှာဖြစ်ပါတယ်ဒီနေ့ဆွေးနွေးမှာကတော့ ငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီဥရေသားလေးတစ်ခုဖြစ်တယ်ရရန်ရှိနေပေးရန်ရှိကိုသိဖို့လိုတယ်ဒါလေးကိုတော့တမိနဲ့ဆွေးနွေးပါဖြစ်ပါတယ်ငွေစင်းပညာကိုတင်လိုက်ပြီဆိုရင်ငွေစင်းပညာနဲ့မှာ ရရန်ရှိနေပေးရန်ရှိဆိုတာအမြဲပါပါတယ်လော်လလေးပြောမယ်ဆိုရင်တော့ရရန်ရှိဆိုတော့ကိုရမယ်ပတ်စံပေါ့ပေးရန်ရှိဆိုတော့ကိုပေးရမယ်ဟာပေါ့အဲ့တော့ ရရန်ရှိရများနေမှလာလေကိုပေးစရာရှိတာကိုပေးတဲ့ကျန်တဲ့ပစံပို့နေမှာပေါ့ရရန်ရှိရနေပြီးတော့တင်းရရှိရများနေတော့ကိုကငွေချင်းနဲ့ပဲလို့အမြဲဒုက္ခရောက်နေမှာပေါ့အဲ့တော့ဒီရရန်ရှိရဲ့တင်းရရှိလေးကိုဆရာအမြင်တစ်မျိုးနဲ့ညီဆွေးနွေးပါမယ်ကြားလိုက်ရင်ရရန်ရှိရဲ့တင်းရရှိရလွယ်လွယ်လေးပါပဲလို့လူတွေကထင်ကြပါမယ်လို့တည်တည်ချာချာနားလဲလို့နေပါတယ်ရရန်ရှိရဲ့တင်းရရှိကိုသိတဲ့လူက ဝိဉာဉ်နဲ့ပတ်သက်လို့ပုံရင်တော့ကမှုကင်းတဲ့လူတွေဖြစ်လာပြီးတော့ရရန်ရှိနေပင်းရန်ရှိတည်တည်ချာချာနားမလဲလူကတော့ဝိဉာဉ်နဲ့ပတ်သက်ပြီးတော့အမြဲရင်ဆိုင်နေရပါလိမ့်မယ်ရရန်ရှိကဗာလဲလို့ပြောရင်ကိုယ့်ကိုဝင်ဝေးပေးနိုင်တဲ့ပိုင်ဆိုင်မှုပါအဲ့ဒါမှရရန်ရှိပါပိုင်ဆိုင်မှုဆိုတာဘာလဲလို့မေးလိုက်ပြန်တော့ပိုင်ဆိုင်မှုဆိုတာကတော့ကိုယ်မှအိမ်ပိုင်မယ်ကားပိုင်မယ်တိုက်ခန်းပိုင်မယ် အစုရှယ်ယာတွေဝယ်ထားလို့ပိုင်တယ်။ဘဏ်ထဲမှာငွေစုထားတဲ့ငွေတွေရှိမယ်။ဝယ်ထားတဲ့ရွှေငွေရတနာတွေရှိမယ်။ဒါတွေကိုလူတွေကပိုင်ဆိုင်မှုလို့ပြောကြပါတယ်။ဆရာဒါမျိုးနောက်တစ်မျိုးမြင်နေစေချင်ပါတယ်။ပိုင်ဆိုင်မှုဆိုတာအဲ့ဒီကိုပိုင်ထားတဲ့ပစ္စည်းကကိုယ့်အတွက်ဝင်ဝေပေးမှဒါပိုင်ဆိုင်မှုအစ်စ်ပါဟုတ်ကဲ့ပါဆရာကြီးရှင်အဲ့ဒါဆိုအဲ့နဲ့ပတ်သက်တာလေးပေါ့နော်ဆရာကြီးနည်းနည်းလေးထပ်ပြီးတော့ရှင်းလင်းမှုတော့ပြောပြပြပေါင်းဆရာကြီးရှင် အဲ့ခုနဆရာပြောလိုက်တယ်လေဟာကားပိုင်နဲ့အိမ်ပိုင်နဲ့တိုက်ပိုင်နဲ့ဒါအဲ့ဒါတွေကဝင်ဝင်မပေးနိုင်ရင်တော့ပိုင်ဆိုင်မှုမဟုတ်ဘူးလို့ဆရာပြောခဲ့တယ်ဥပမာပြောမယ်ဆိုရင်မတကားပေါ့ကိုကားစီးပိုင်တယ်မှန်တယ်ကားပိုင်ပြီမဲ့တော့ဒါပိုင်ဆိုင်မှုပဲဒါပေမဲ့ကားပိုင်တဲ့အတွက်ကြောင့်သွားလာတာအဆင်ပြေတယ်တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ကားပိုင်ထားတဲ့အတွက်ကြောင့်ဒီကားသွားဖို့လည်းစီဝဲရတယ်ဒီကားရဲ့ပြင်ဆင်စရိတ်တွေရှိတယ် ဒီကအမခံကြီးထားမယ်လို့အမခံကြီးဈေးတွေရှိတယ်။ဒီကားကိုထိမ့်သိမ်းဈေးတွေရှိတယ်။ဒါကြောင့်မလို့ကားစင်ကနေပြီးတော့ကားပိုင်ထားရတဲ့ဘာမှမရဘူး။ကိုကကုံသွားတာတွေပဲရှိတယ်။ဒါကြောင့်မလို့ကားပိုင်ထားတယ်ဆိုတာကိုကပေးရန်ရှိပဲကိုပါဖြစ်လာတယ်။ကားကိုမငှားရင်တော့ရရန်ရှိဖြစ်မှာပေါ့။ဒါကိုပိုင်ထားရင်တော့ပေးရန်ရှိပဲဖြစ်မယ်။ခက်တာကလည်းလူတော်တော်များများတူကြီးကိုလိုချင်တာနဲ့လိုအပ်တာကိုခွဲခြားပြီးတော့မသိဘူး။ပိုင်ဆိုင်မှုနဲ့ ပေးရန်ရှိတော့ခွဲခြားပြီးတော့မတိကြဘူး။ကွဲကွဲရမတိဘူး။ကိုပန်ဆိုင်ထားတဲ့အရာကငွေဝင်မှုလိုတယ်။ငွေဝင်မှသာလေပန်ဆိုင်မှုအစ်စ်ဖြစ်တယ်။ပန်ဆိုင်ထားပေမဲ့ဝင်ငွေမဝင်မဲနဲ့ငွေငွေထွက်နေရင်တော့အဲ့ဒါဟာပေးရန်ရှိဖြစ်သွားပါလိမ့်မယ်။နောက်ဥပမာတစ်ခုကိုပြောမယ်ဆိုရင်လူတွေက brand ပစ္စည်းတွေကိုပိုင်ခြင်းကြတယ်ဈေးကြီးတဲ့နိုင်တွေကိုပိုင်ခြင်းတယ်ဈေးကြီးတဲ့အိတ်တွေကိုခြင်ခြင်းကြတယ် iPhone အသစ်တွေထွက်လာနောက်ဆုံး model တွေကိုခြင်ခြင်းကြတယ်အဲ့တော့အဲ့ဒီပစ္စည်းတွေကိုဝယ်လိုက်ရင်လူတွေကကိုကိုကိုချမ်းသာသွားပြီနောက်မှပိုင်ဆိုင်မှုတွေများတယ်လို့ထင်တယ်ဒါပေမဲ့လို့လည်းပဲ brand ပစ္စည်းတွေကလည်းဘာဝင်ဝင်ဘောမှမပေးပါဘူး brand ပစ္စည်းကိုတောင်းတဲ့လူဟာနောက် model အသစ်ထွက်လာရင်ထက်ထက်တော့လိုချင်တာပါလိုချင်ပါသေးတယ်ဒါကြောင့်မလို့ brand ပစ္စည်းတွေကိုကိုပိုင်ထားတာပိုင်ဆိုင်မှုမဟုတ်ပါဘူးပိုင်ဆိုင်မှုအစ်စ်မဟုတ်ဘူးပါမဟုတ်ဘူးပေးရရှိတာဖြစ်တယ်ထပ်ပေးရအောင်ပါလေဟုတ်ကဲ့ပါဆရာ brand ပစ္စည်းထားဝယ်လိုက်ထားဝယ်အောင်မထပ်ပေးရအောင်ပဲပိုင်ဆိုင်မှုတိုင်းကငွေရှာမပေးနိုင်ဘူးငွေရှာပေးနိုင်တဲ့ပိုင်ဆိုင်မှုကိုယ်မှရှိရမယ်တိချက်ကိုလူတော်များများမသိကြဘူး မတည့်ရဲ့အတွက်ကြောင့်ဘလောက်ပဲအလုံးလုံးပါစေချမ်းသာမှုကိုမရနိုင်ဘူးဒီထောင်ချောက်ကိုထွက်ဖို့အတွက်ဘယ်အရာတွေကကိုယ့်ကိုဝင်ငွေပေးနိုင်လဲဘယ်အရာတွေကကိုယ့်ကိုဝင်ငွေကိုထွက်သွားစေတယ်လဲဆိုတာကိုသေချာသိအောင်လုပ်ရပါလိမ့်မယ်ထပ်ပြောရင်တော့မိမိကိုဝင်ငွေပေးနိုင်တာကမှပိုင်ဆိုင်မှု အစ်စ်ဖြစ်ပါတယ်ပိုင်ဆိုင်မှုအစ်စ်ကိုရှိမှလည်းပဲငွေကြေးကို နဲ့ပတ်သက်လို့ပူပန်နေရတဲ့ဘဝကနေလွတ်မြောက်ပါလိမ့်မယ်။ဟုတ်ကဲ့ပါဆရာကြီး။ခုနကဆရာကြီးရှင်းပြသွားတဲ့အထက်မှာဆိုလို့ရှိရင်ဒါကကိုယ့်ကိုဝင်ငွေပေးတာမှဒါဒါတကယ်ပေါ့နော်။ပိုင်ဆိုင်မှုအစ်စ်ဆိုတော့တချို့ပစ္စည်းတွေဟာဆိုလို့ရှိရင် तू ကဝင်ငွေတော့မပေးနိုင်ဘူးပေါ့နော်ဒါပေမဲ့တော့အတိအချိန်ကြာလာနေအများဟိုတဖြည်းတဖြည်းတည်းတဖြည်းပေါ့နော်တန်ဖိုးကတစ်ဆင့်ဆင့်တိုးလာတယ်ပေါ့ဆိုဆရာကြီးအဲ့ဒါဆိုအဲ့ပိုင်ဆိုင်မှုမျိုးကြတော့ဟောဘယ်လိုပိုင်ဆိုင်မှုမျိုးလို့ဆရာကြီးသတ်မှတ်ပါလေရှင့်အာတိတ်ကောင်းတဲ့မိကောမှာနော်မှန်တာပေါ့ တချို့ပစ္စည်းတွေကဝင်ဝေတော့ပေးမနေဘူးဒါပေမဲ့လို့လည်းပဲအချင်းကြာလာရင်သူကတံပိုးကတက်လာတယ်ဒါလည်းပဲပိုင်ဆိုင်မှုအစ်စ်လို့ပဲဆရာဥပမာပြောမှဆိုမြေပေါ့ဟာလားမြေဆိုတာကဟာလားအချင်းတစ်ခုရောက်ရင်မြေကြီးတံပိုးကတက်လာတက်လာတာပဲနောက်တစ်ခုရှိသေးတယ်ဆရာတို့ကဘာလဲလို့ပြောလို့ရှိရင်ဟာလားဥပမာရွှေဝယ်ထားတယ်ရွှေကလည်းတံပိုးကတက်လာတာပဲဒါပေမဲ့တံပိုးတက်တာကြီးလည်းမကြည့်နိုင်ဘူးလေတံပိုးကျတာလည်းရှိတယ် ခုနမြေကြီးဝယ်ထားတယ်ဝယ်ထားတဲ့မြေကြီးကိုငှားလိုက်လို့ရှိရင်ပုံတော်ကောင်းတာပေါ့ဒါဝင်ငွေရောက်ဝင်လာပြီပေါ့ဒါကြောင့်မလို့ကိုယ့်ရဲ့ပိုင်ဆိုင်မှုကတံပိုးတက်တာတခုတည်းကိုမကြည့်ရုံနဲ့မရဘူးကိုယ့်ပိုင်ဆိုင်မှုကနေလဲဝင်ငွေတွေဝင်နေတဲ့ပိုင်ဆိုင်မှုဖြစ်အောင်ပြုပြင်ပြောင်းလဲဖို့ဆရာတို့လိုပါတယ်နောက်တစ်ခုကတော့အဆုရှယ်ယာဝင်တာတွေပေါ့ကုမ္ပဏီတွေမှာအဆုရှယ်ယာဝင်ထားတယ်ဆိုရင်ကုမ္ပဏီရဲ့အဆုရှယ်ယာတွေကတက်နေတယ်ဆိုရင် အဲ့ဒီအစုရှယ်ယာကနေပြီးတော့ဆရာတို့ကဝင်ဝင်ဝင်နိုင်တာပဲဒါကြောင့်မို့ဝင်ဝင်ဝင်တဲ့တကြောင်ဒါလည်းပိုင်ဆိုင်မှုအစ်စ်ပါပိုင်ဆိုင်မှုတွေမှာဝင်ဝင်အများဆုံးဖြစ်တာကတော့ကိုယ့်ရဲ့အသိပညာနဲ့ကျွမ်းကျင်မှုပါနော်ကိုယ့်အသိပညာတွေတိုးအောင်ကိုလုပ်မယ်ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေတိုးအောင်လုပ်မယ်လို့ဆိုရင်လည်းပဲဒါတကယ်ပိုင်ဆိုင်မှုအစ်စ်ပဲဒီပညာတွေတိုးလာတယ်ကျွမ်းကျင်မှုတွေတိုးလာတယ်ဆိုရင်ဒေတာပေါ့ လာခါစားဝန်ထမ်းဆိုရင်လည်းလာခါတွေတိုးလာမှာဖြစ်တယ်လို့ဘာစီဝါရေးပဲလုပ်လို့ဘာလုပ်ငန်းပဲလုပ်လို့ကိုယ့်ရဲ့ကျွမ်းကျင်မှုတိုးလာတယ်အမြ။ဝင်ငွေရလည်းတိုးလာမှာဖြစ်ပါလေ။ဒါလည်းပိုင်ဆိုင်မှုစစ်ပါ။အဲ့တော့နောက်တစ်ခုပေးရန်ရှိကိုကြည့်အောင်။ပေးရန်ရှိဆိုတာဘာလဲလို့ပြောရင်ကိုယ့်ရဲ့တရားပိုက်ဆံကိုကိုယ့်ရဲ့တရားငွေကို ရော့စေတဲ့အရာပေါ့။ဒါမှခက်တာကလည်းအဲ့ဒီငွေရော့သွားပြီမယ်။အဲ့ဒါကလူတွေကိုကျင့်တတ်မှုတွေပေးနေတယ်။ဥပမာပြောရင် brand business ကိုကြိုင်တာပေါ့နော်။ ဒါတွေမကသေးဘူးတချို့လေကြတော့လည်းပဲအဲ့ဒီလိုပေးရန်ရှိကုံသွားတဲ့ပတ်စံကအရေးကြီးတယ်လို့ထင်တယ်ဒီ brand ကြီးကိုကင်မငါ့အတွက်အသုံးဝင်မယ်အရေးကြီးတယ်လို့ထင်ကြတယ်တေချာတာကတော့အဲ့ဒီ brand ကြီးကိုကင်တယ်ဆိုတာဝေးကုန်တာပါပဲလူတော်တော်များများကလည်းပဲငွေကြေးနဲ့ပတ်သက်လို့အသိပညာနည်းတဲ့အတွက်ကြောင့် တံပိုးတိပစ္စည်းတွေကိုပိုင်တဲ့အခါမှာပိုချမ်းသာတယ်လို့ထင်တယ်တံပိုးတိပစ္စည်းပိုင်ပေးမယ်လို့ငွေရှာမပေးနိုင်ရင်ဒါကသူကပေးရန်ရှိပါမယ်ဟုတ်ကဲ့ပါဆရာကြီးချက်တံပိုးကြီးတဲ့ brand ပစ္စည်းတွေကိုမက်မောနေတဲ့ဘဝနဲ့ရှင်သန်လူတွေကတော့ငွေကြီးနဲ့ပတ်သက်ရင်လွတ်မြောက်မှုရဖို့ခက်ပါလိမ့်မယ်ဒါကြောင့်မလို့ဆရာပြောချင်တာကတော့ ငွေတစ်ခုသုံးတော့မယ်လို့ဆိုရင်မေးရမှာကအနာဂတ်မှာဒီဝယ်ယူမှုကပစ္စည်းတစ်ခုဝယ်လိုက်တဲ့အခါမှာဒီငွေတွေကိုအများကြီးဖြစ်လာစေမှာလားငွေကဆုံးရှုံးသွားမှာလားဆိုတာကိုဆရာတို့ကပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုတိုင်းစဉ်းစားရပါမယ်ဝယ်လိုက်တဲ့ပစ္စည်းဟာဝင်ငွေဝင်ဖို့အရေးကြီးပါတယ်ဒါကြောင့်မလို့ဝင်ငွေဝင်နိုင်တဲ့ပိုင်ဆိုင်မှုတွေကိုဝယ်ပါ ပင်းရန်ရှိရာတွေကိုရှော့ပါဒီလိုအတွေးနဲ့ဘဝကိုပြောင်းလဲလိုက်ရင်ဝေကြီးနဲ့ပတ်သက်ပြီးလွတ်မြောက်မှုတဖြည်းဖြည်းရလာပါလိမ့်မယ်အဓိကနောက်ဆုံးပြောချင်တာကတော့ဝင်ငွေရစီတဲ့ပိုင်ဆိုင်မှုကကိုယ့်ကိုအလုတ်ကျွေးပြုတ်ပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာကြီးကိုယ့်ငွေကိုထွက်သွားစေတဲ့ပင်းရန်ရှိကတော့ကိုယ့်ကိုကျွေးလဲထွက်စင်မှာဖြစ်တယ်လို့သွေးလဲထွက်စင်မှာ ဖြစ်ပါတယ်သမီးဟုတ်ကဲ့ပါဆရာကြီးရှင်ဆရာကြီးဒီနေ့ပေါ့နော်မျှဝေပေးလိုက်တဲ့ဒီအတွေ့ခေါ်အသိမြင်တွေအားဆိုလို့ရှင်ဒါငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပန်နေရမယ့်ကိစ္စတွေကိုရှင်းကြသွားအောင်လို့ပဲနော်ဆရာကြီးကလွတ်မြောက်မှုရရှိစေဖို့အတွက်ဆရာကြီးကမျှဝေပြသပေးသွားတဲ့အတွက်ကြီးစုတဲ့ပြည်သက်တွေလည်းဒါသူတို့အတွက်တွေးခေါ်စဉ်းစားဆင်ခြင်မှုအတွက်ပေါ့နော်ဒီအသိပညာရရှိစေပါတယ်ဆရာကြီးရှင်အခုလိုမျိုးလာရောက်ပြီးတော့ပေါ့နော်ဒီအစီအစဉ်ကလည်းမျှဝေပြသပေးသွားတဲ့အတွက်လည်းဆရာကြီးကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပါပြီ ပိတ်သက်များရှင်အခုတပတ်ဆရာကြီးဦးကျွတ်ကျော်လိုင်ကနေရရန်ရှိနေပေးရန်ရှိဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မျှဝေပြကြားပြီးတော့တာပဲဖြစ်ပါတယ်ရှင်။နောက်လာမယ့်အပတ်ဒီလိုအချိန်ဒီမှာလဲဆရာကြီးကနေဘလို့အတွေးခေါ်တဲ့အသိအမြင်တွေကိုမျှဝေပေးသွားမလဲဆိုတာကိုဆက်လက်ပြီးတော့စောင့်မျှကြည့်ရှုချဖို့အတွက်ဖေးချရင်းနဲ့နှုတ်ဆက်ခွင့်ပြုပါရှင်။